Hello အားလုံးမင်္ဂလာပါသမီးနမရတော့အင်းမြေမူအောင်ဖြစ်ပါတယ်သမီးဒီနေ့မှာတော့ force အကြောင်းကြီးပြပတ်မှပြဖြစ်ပါတယ် force ကတော့ဟိုးရှိရှိတုန်းကအကောင်ကြီးဘလူးရှင်တန်လေအကောင်ကြီးဘလူးရှင်တန်လေဆိုတာပြောရပဖြစ်ပါတယ် so force ဆိုတာကတော့ impression made in mat ပေါ့နော်အဲဒီတော့ impression made in mat ဆိုတာကတချို့အကောင်ကြီးအကောင်ကောင် dùng để cầm và đi ချို့ယုံကြည်တဲ့အကောင်တွေမဘလို့ဒဲရဲမှာတည်လဲဆိုတာပြောပြရပါဖြစ်ပါတယ် another way to say impression made in america ရော show me စီပဲဖြစ်ပါတယ်နော် ဆိုတော့နောက်ထပ်တစ်ခုကတော့အဲဒိုင်နိုဆောရီပေါ့နော်ဘယ်လိုဖြစ်လာလဲဆိုတာကိုပြပြတော့မှပြဖြစ်ပါတယ်။ဒိုင်နိုဆောရီကဘယ်လိုဖြစ်လာတာလဲဆိုတော့အဲဒိုင်နိုဆောရီရှိလာဆိုတော့အခုချိန်တော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့ဟိုးအရင်ကတော့ရှိတာတော့ရှိတယ်ဒါပေမဲ့ဒိုင်နိုဆောပုံစံတွေကအခု ်ဟိုတီးတဲ့အချိန်နဲ့ဖြစ်ချိန်မှလည်းဖြစ်မှာပေါ့နော်အဲ့ဒီတော့မတီးသေးဘူးအဲဒီနီဆိုရီကအဲ့ဒီအယိုးတွေကနေခမင်းရတာဟုတ်လို့ဒီနီဆိုပုံစံတွေကတကယ်စစ်ဖြစ်ချိန်လည်းဖြစ်မှာပေါ့နော်အဲ့ဒီတော့အမ်အဲ့လေပေါ့နော်ဒိုင်နိုဆောတွေကတကယ်တကယ်လေးအမျိုးပုံစံဖြစ်ချင်မှလည်းဖြစ်မှာပါဆိုတော့ အဲဒီပုံစံလေးရတော့ another dinosaur ပုံစံလေးပေါ့နော် dinosaur တွေကလည်းဒီမျိုးပုံစံလေးရှိတယ်ဆိုတာပြောပြတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့အမ်ကဘာကြီးကဟိုးအရင်တုန်းကပေါ့နော်အဲဒီကြောက်တုံးကြီးတစ်ခုလာတိုက်တုန်းက99% of the world ကပျက်စီးသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေ dinosaur တွေလည်းပါတယ်အဲ့ဒါကြောင့်မလို့ dinosaur တွေပါအမျိုးမရှိတော့ဘဲနဲ့အဲ့ဒီ အအကောင့်တွေတချို့အကောင့်တွေပါသိသွားပါတယ်။အဲ့ဒီတော့လူတွေကဘလို့ဖြစ်လာလဲ။အဲ့ဒီ question ကတော့လူတိုင်းမသိရဲ့ question လေးပဲဖြစ်ပါတယ်ပေါ့နော်။ဒါပေမဲ့မျိုးမူလေးတွေစစ်ပင်လေးတွေကအတူတူပေါင်းရင်းနဲ့ လောက်လာလို့အဲ့ကြောင့်မို့အဲကဘာကြီးရပြင်ဖြစ်လာပါတယ်အဲ့ဒီတော့အခုချိန်ကြီးအမျိုးကောင်းနေဆိုတော့အမျိုးမူလေးတပင်လေးတွေအတူတူပေါင်းပြီးတော့လောက်ထားလို့ပဲဖြစ်ပါတယ်အဲ့ဒီတော့ဒါလေးရတော့သမီးရဲ့ဖော်ဆိုအကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒီတော့ have a nice day ပေါ့နော်တတ်တာ